Hi everyone, I'm Mami Blackwatch, love from Pan to the Librarian. In today's vlog, I'm going to be sharing about the really effective tips when you can use in interviews. In so, the interview PA chain, a don't we make tips lead, Julia Gurang, a don't tips lead, sharing the video, right? Julia Gurang, the interview statement, but the bureau. interviews တွေလည်းအများကြီးဖြည့်လို့ရပြီးတော့ကိုယ်ကလည်း interview လုပ်ဖို့ရပေါ့တခြားသူတွေကိုဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ experience ရှိရမှာပါတယ်။ um Julia လို့ခေါ်တဲ့ interview stage ကဘာပြောမလဲဆိုရင် scholarship interviews တွေလုပ်ဖို့ရ job interviews တွေလည်းလုပ်ဖို့ရနောက်ပြီးတော့ဒီ volunteer လုပ်တဲ့ interview stage လည်းလုပ်ဖို့ရ um and then the test stage လည်းဖြည့်ဖို့ရပေါ့နော်။ ကျော်ဒီနှုတ်တိုက်ဖြေရဲ့ interviews တွေမှာကအာ face to face ဖြေရဲ့ interview ဖြစ်စဉ် online ကဖြေရဲ့ interview ပဲဖြစ်စီကြပြဖြေမှုရပေါ့နော်နောက်ပြီးတော့ um Dear Damage Julia ရဲ့ Aurum Education Page မှာ Julia က founder ဖြစ်တဲ့အတွက်ဒီကိုတခြား teachers တွေကိုခန့်မယ်ဆိုလို့ရှိရင် Julia ကိုယ်ရင်းမဲ့ interviewer ဖြစ်တဲ့အတွက်ကိုယ်ရင်းကလည်း judge လုပ်တဲ့အထဲမှာပါရပေါ့နော်အဲကြောင့်မို့လို့တခြား ဒီဒူရီနဲ့ဒူရီအနေနဲ့အင်တာဗျူးဖြစ်ရဲ့အခါမှာဘယ်လိုမျိုး situation ကို handle လုပ်ရမလဲဘယ်အချက်တွေသုံးပြီးတော့အင်တာဗျူးကောင်းကောင်းဖြစ်နိုင်အောင်လုပ်ရမလဲဆိုတဲ့ဟာမျိုးကိုသူရဲ့ experience နဲ့ပေါင်းပြီးတော့ share လုပ်ပြီးတော့မှာဖြစ်ပါတယ်။ So တော့ပထမဆုံး check out your confidence ပေါ့နော် number one a check out confidence ပါ confidence ရှိဖို့အရင်အရေးကြီးပါတယ်။ကိုယ်က interview ဖြစ်ရဲ့အခါမှာတော်တော်များများကတော့ကြောက်ကြ ကြောက်လေးရှိကြရပေါ့နော်ကြောက်တာမဟုတ်ရင်မှစိတ်လုံရှားတာပေါ့စိတ်လုံရှားတာအခုစိတ်ဘယ်လိုပြောလဲ nervous ဖြစ်တာပေါ့နော်အဲ့လိုမျိုးတွေဖြစ်လေးရှိကြရဲ့ဆိုတော့အဲ့စိတ်ကို control လုပ်နိုင်အောင်ကြိုးစားပေါ့နော်အမ် junior ကကြတော့တိတ်ပြီးတော့အဲ့လို အဲ့ဒါနဲ့ပတ်သက်စိတ်မလုံရှားတတ်တယ်ခင်ဗျာပါတယ်အဲ့လိုဖြစ်နေကြတယ်ဖြစ်သွားလို့လည်းမသိဘူးဟိုလုံးဝချိုးဖြစ်နေရတာမဟုတ်ပဲမဲ့လေအရင်ဟိုအရင်ဆက်ဆက်ဖြစ်ရှင်နေရောအဲ့လိုမျိုးစိတ်လုံရှားရတာအဲ့လိုဖြစ်လို့ရှင်အတန်ဒီပါတုံပြီးစကားပါတုံတာအဲ့လိုမျိုးကြီးမဖြစ်တော့ဘူးပေါ့နော်နည်းနည်းစိတ်လုံရှားရတယ်မဲ့အေးစိတ်ပါဒီတိုင်းမဖြေလိုက်ရုံပဲဆိုပြီးတော့အဲ့လိုမျိုးပြန်ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဘယ်လိုမျိုးစိတ်ငြိမ်အောင်ကြောက်ဘယ်လိုလုပ်လို့ရလဲဆိုတော့ဒီတိုင်းကိုက ကိုအတီးတယောက်နဲ့စကားပြောရဲကို business partner နဲ့စကားပြောရဲကိုတငယ်ချင်းတယောက်နဲ့ဒီကိုအကြောင်းကို sharing လုပ်တယ်ကိုရဲ့ um intention ကို sharing လုပ်တယ်ဆိုတော့သဘောသဘောမျိုးပေါ့နော်ဒီစကားပြောရဲဆိုရဲသဘောမျိုးပဲစိတ်ထဲမှာထားလိုက်တဲ့ solution ရဲ့အာအုံတော့ကလည်းပိုပြ process လုပ်နိုင်တယ်ဘာစိတ်ငြိမ်သွားတဲ့ခါကျတော့အလိုစိတ်မလုံရှားနေတော့ပိုပြ process လုပ်နိုင်တယ်နောက်ပြီးတော့ဒီစကားပြောရဲ high value ကလည်းပိုပြီးတော့တည်ငြိမ်သွားတဲ့အတွက် confidence ကိုတိုးလာမယ်ပေါ့ no brand impression ကိုတိုးတယ်ဆိုတော့အဓိကကိုယ်က teacher prepare လုပ်ထားတယ်ကိုက um ဒီအလုပ်ကိုဘာလို့လုပ်ချင်တာလဲဒီ interview ကိုဘာလို့ဖြေရတာလဲဆိုရဲအကြောင်းပြချက်ကိုတိတိချာချာခန့်ခန့်လို့သိရဆိုလို့ရှိရင်ကြောက်နေကြရမလို့ပေါ့ no um ဆိုတော့ the confidence ရှိဖို့လိုပါတယ် the nature character impression ပေါ့နော်ဒီ impression မှာ nature to have good impression ပါကိုဝတ်တဲ့အဝတ်အစား ကိုယ့်ရဲ့ face expression body expression အကုန်ပါတယ်ဆိုတော့ Julia အမြဲတမ်းနဲ့လုံနေချာက interview ဖြစ်ရင်းနေဆိုရင်လုံးဝပါဒီအရှိရပြော confidence ရှိရမယ်ဆိုရင်အချက်နဲ့လေးတော့ပြီးတော့ပေါင်းနေမယ်ထင်တယ်ဒါဘယ်လို make တိချာပြင်သွားတယ်တသက်ရရွက်သွားတယ်အနည်းဆုံးကိုကမေးဖို့မဖြစ်နိုင်ဘူးဆိုရင်တော့မကိုပြင်ဆင်လာရဲ့ဆိုရင်ဟာနေကို interviewers တွေကပြီးသွားရဲ့ပေါ့နော်ဆိုတော့ကို တီချာ formal ဝတ်သွားရဲအဲ့လိုမျိုးအရင် formal ဝတ်စရာမလိုဘူးဆိုလို့ရှိရင်မတက်တက်ရက်ရက်ဝင်ဝင်ချွတ်ချွတ်လေးဝတ်သွားရဲအဲ့လိုမျိုးပြီးသွားဆိုလို့ရှိရင်တီချာလေးနဲ့ဟန်နီလေးပါလေးဆိုလိုလာပပလေးပြင်သွားရဲအခုကြည့်လိုက်တာ ਨੇ confidence ဆိုရဲဟာအဲ့လိုမျိုး aura တက်တယ်ပေါ့နော်အဲ့လိုမျိုးကိုယ်ကိုကြည့်ရတယ်အဲ့လိုမျိုးပြင်ဆင်လာရဲဆိုရဲဟာမျိုးဖြစ်တယ်အမ်အဲ့တော့ဒီမှာ impression တစ်ပွိုင်းတိုးလာရဲနောက်ထပ် interview အခမ်းအနားကိုဝင်နေဆိုတာလေဟို interview လုပ်တဲ့သူတွေကတို့ကတို့ဟိုတို့အထာနဲ့တို့နေလာတယ်ပေါ့နော်အဲ့လိုမျိုးတချို့ကျောင်းကလည်းအရင်ရုပ်ကိုကြည့်လိုက်ရင်ခက်ထန်ပြီးအဲ့လိုမျိုးကြောက်ဖို့ကောင်းတယ်တချို့ကျောင်းကလည်းသဘောကောင်းတဲ့ထင်မှာပါတယ်ဆိုတော့ဟိုကကမေးတဲ့သူကဘယ်လိုပဲဖြစ်ဖြစ်သူ impression ကဘယ်လိုပဲဖြစ်ဖြစ်ပါဂျူလီယာရဲ့ဘက်က impression ကောင်းနေလို့လို့ပြောရဲဆိုတော့ interview လုပ်ဖို့ဝင်သွားတာအနေနဲ့ အရင်ဆုံးအဲ့လိုမျိုးမျက်နှာကိုပြုံးပြုံးလေးထားပေါ့နော်အဲ့လိုရှင်းရှင်းလင်းလင်းပြုံးပြုံးလေးထားတော့မှအဲ့ဆို impression တက်တယ်ပြီးတော့ကိုယ့်အတွက်ကိုလည်းကိုယ်နည်းနည်းစိတ်အေးရတယ်ပေါ့အဲ့လိုနည်းနည်းပြုံးပြုံးပြုံးလေးသွားတဲ့ခါကျတော့ဘသူမဆိုအတွက်ကောင်းနေပါဒါကယူလေက um IELTS speaking test ပြီးရောလည်းအနည်းနဲ့ပဲတုံးခဲ့ရ exam ကဘာမှမမေ့ရသေးဘူးအရင်ဆုံးပြုံးပြလိုက်တယ်ဆိုတော့ကိုယ့်ကိုယ့်အတွက်ကိုလည်းနည်းနည်းအဲ့လို စိတ်လှုပ်ရှားတဲ့ဟာပြုံးပြနေရတယ်ရောချလိုက်တဲ့ပုံစံမျိုးလေးဖြစ်သွားတယ်ပြောဖို့ကတက်ဖက်တက်ဖက်လိုရရှိရတယ်အော်ဒီတောင်မဆိုးဘောဟိုတေချာစိတ်လည်းအရင်လှုပ်ရှားနေရလို့လည်းမဟုတ်ဘူးပေါ့ impression ကောင်းနေပေါ့အဲ့လိုပုံစံမျိုးမြင်သွားရှိရကွာဟိုဂျူရာ interview ခဲ့သူတွေကိုကြည့်ပြင်ကြည့်ရဆိုလို့ရှိရင်အဲ့လိုဆက်ဆောက်ဝင်လာခြင်းမှာတို့ကတို့ရောကတော်ဒီနေဖြစ်နေပြီးတော့စိတ်မငြိမ်ဘူးဆိုလို့ရှိရင်ဘာမေးရမှာမလဲမသိတော့ဘူးမေးဖို့လို့အတွက်လည်းအချိန်ကြီးအရန်ကုန်နေပေါ့နော်ဆိုတော့အမ် အဲ့လိုဖြည့်ရခါမှာကိုစိတ်အေးအေးဆေးဆေးလေးထားပြီးပုံပြုံးလေးနဲ့ချွတ်ချွတ်လေးလေးနဲ့အဲ့လိုအေးဆေးလေးတည်တည်ငြိမ်ငြိမ်ဖြည့်နိုင်လေဆိုလို့ရှိရင်အကောင်းဆုံးပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြည့်နိုင်ဖို့လို့အတွက်လည်းအများကြီးပြင်ဆင်ရမယ်ပြီးအဲ့လို practice လည်းလုပ်ရပေါ့နော်ဒီနောက်က body language body language တက်လို့ထိုင်တာအစား အဲ့လိုဝင်သွားပြီဆိုရင်ထိုင်လာအစားလို့ဒီပိုင်းသွားပြီးတော့အဲ့လိုကုန်းကုန်းလေးနဲ့သွားထိုင်လို့မရဘူးတော့ခါကိုမှတ်ပြီးတော့အဲ့လိုပခုံးလို့ဒီလိုမျိုးဒီတော့ posture ရှိရယ်ဘယ်လို posture ကောင်းကောင်းလေးပေါ့အဲ့လိုမမှန်လေးထိုင်ပြီးတော့မလန်း ကောင်မလေးဆိုလို့ရှိရင်လက်ကိုသူပေါင်မတင်ထားရပဲဖြစ်ဖြစ် trail ကိုစွစုလေးထားရမယ်လက်ကိုပေါင်မတင်ထားရမယ်အဲ့လိုမျိုးပေါ့နော်ဒါက um TikTok တို့ YouTube တို့မှာဆိုလို့ရှိရင်လည်း posture ကြည့်တော့ကြည့်လို့ရတယ်ဆိုတော့အဲ့ဒါလေးနဲ့ practice လုပ်ဘာလို့လဲဆိုတော့ဒီ interview လုပ်တဲ့ချိန်မှာပို့ပြီးတော့ gear organization ဖြစ်လာလေးလေးသူတို့က details ကိုပို့ကြည့်နေပဲအဲ့တော့ကိုလုံးလိုက်တဲ့အချက်တိုင်းကိုနဲ့ပတ်သက်တဲ့ details တိုင်းဒါ interview ကာလာကင်းမှာဆိုလို့ရှင်တတိအရင်ထားရပါတယ်အမ်ဆိုတော့ဒီကိုလုံးတဲ့အမူအရာ impression လေး languages တွေအကုန်လုံးကတော့ပြီးတော့ဒီ interview မှာ judge လုပ်ခင်ရတယ်ပေါ့နော်ဆိုတော့အချက်ကိုတည်ထားမှလာမယ့် interview တွေကိုတခြားလေး handle လုပ်နိုင်တယ်။နောက်ထပ်သုံးအချက်ကကြတော့ number 3အချက်ကကြတော့ကိုတော့ဖြစ်မယ့် interview တော့ဖြစ်မယ့် company or organization ကလိုချင်တဲ့အချက်ကိုပြအောင်လုပ်ပါ so um know your company or know your know the organization so basically know the interviewer so ဘာလို့လဲဆိုတော့တပည့်လူကလိုချင်တဲ့အချက်ကတက်တက်ရှိပြီးသားဆိုတော့သူလိုချင်တဲ့အချက်နဲ့ကိုက်ညီရဲ့သူလည်းဒီ interview ကိုပေးအောင်လုပ်ပါကွာဆိုတော့ junior တို့အနေနဲ့ဖြေတဲ့အဖြေကလည်းအဲ့လိုကြိုက်တဲ့အဖြေဖြစ်နေရတယ် အင်တာဗျူးဖြစ်ရဟုတ်တယ်ကိုအမြင်ကိုပြောရဆိုပေမဲ့ဥမာအလုပ်သွားလျှောက်တယ် scholarship သွားလျှောက်တယ်ဆိုတော့ဒီကြောင့်ဒီအလုပ်ရရှိလို့ scholarship ရရှိလို့သွားလျှောက်တာပါအဲ့တော့ဟိုကိုဟာကိုဘယ်လိုပဲသူတို့ ਨੇ အမြင်ကွဲရပဲပြောပြောအဓိကကိုက scholarship ဒီအလုပ်ကိုရဖို့လို့ကြွဆိုတော့သူတို့အချက်ကိုလိုက်ပြီးတော့ဖြေနိုင်အောင်လုပ်ရမယ်သူတို့အချက်ကိုလည်းလိုက်နိုင်ရမယ်ကိုရဲ့ idea ကိုလည်းပါရမယ်ဆိုတော့ဒါတော့ဟိုလူလေနီးနဲ့အဲ့ဒီစကားကိုပါနဲ့အောင်ပြော ြောတတ်ဖို့လည်းလုပ်ရပါတော့ကျော်အဓိကကျတော့သူတို့ဘာလို့ရှင်လဲဆိုတော့အတိအကျကိုအရင်ကြည့်ရယ်ကျွန်ရတော့ဆိုလို့ရှင် scholarship ဖြည့်ရောကဘာဘာလို့ရှင်လဲဆိုတော့အတိရယ်ကွာအဲတော့သူတို့လို့ရှင်တဲ့ဟာနဲ့လိုက်ပြီးတော့မှဖြည့်ပြီးလိုက်တယ်သူတို့အဲ့လိုမျိုးကြောက်ဘလို့အကျိုးပြုနိုင်ပါရဲ့ဘလို့မျိုး contribute လုပ်ပေးပါမယ်ဆိုရဲဟာမျိုးဖြည့်ပေးလိုက်တယ်အာအရင်တော့အလောက်လျှောက်တုန်းကဆိုလို့ရှင်လေအလောက်လျှောက်တဲ့သူတော်တော်များများကအဲ့လိုမျိုး commit commit ဖြစ်ပြီးတော့မှအမ် ဒီဘယ်လိုပြောလဲ confidence ရှိတဲ့သူ commit ဖြစ်တဲ့သူပြီးရင်စူးစမ်းရှင်စီရှိတဲ့သူတွေကိုသူက kind ကြသူအလုပ်ခန့်ကြအများကွာသူက experience မှမရှိသေးဘူးဆိုလို့ရှိရင်တော့မှအဲ့တော့အမှန်တရားပြောလို့ရတယ်ဥပမာအဒီအလုပ်မှာဒါကတော့တိတ်တော့မလုပ်ဘူးသေးဘူးပေါ့တော့ဒါပေမဲ့အာ ကိုကတော့တက်လွယ်ရဲထဲမှာပါတယ်အဲ့ဒါကြောင့်မျိုးမျိုးအမမြန်သင်ယူပြီးတော့အဲ့လိုမျိုးစူးစားပါမယ်ဆိုပြီးပုံစံမျိုးပေါ့နော်အဲ့လိုမျိုးပြောပြတယ်ကိုကိုကမလို့ဖုန်းတေးပြင်မဲ့တယ်ဒီအလုပ်ကိုတိချာအလုပ်နိုင်နေဆိုတော့ confidence ရှိရယ်ဟိုပြီး impression ရတယ်ကောင်းကောင်းပြောထားတယ်ပြင်အဲ့ဒါတစ်ဖက်လူကဘာလို့ရှင်းလဲဆိုတော့အတီးရခါကြတော့အဲ့လိုမျိုးသူ့ကိုတစ်ဖက်လူကအလုပ်အလုပ် course right so ကလေးကအလုံးခိုင်းလို့ခေါ်ရပါဆိုတော့အလုံးလုတ်ပေးပါမယ်ဆိုတဲ့ဟာမျိုးကိုတေချာပြောနိုင်တယ်ဆိုလို့ရှိရင်ဒါတစ်ဖက် interview လုပ်တဲ့သူအတွက်ကအဲ့လိုမျိုးစဉ်းစားပေးခြင်းစရာအကောင်းဆုံးပဲเนาะနောက်ထပ် number 4အချက်ကကျတော့ prepare prepare လုပ်ပါ prepare လုပ်တာအကြောင်းဒီ questions တွေပေါ့เนาะ um လို့အမေးများ question တွေရှိတယ်။ interview တွေမှာဆိုလို့ရှိရင်ပထမဆုံးအမေးများတာအကြောင်း tell me about yourself ကိုအရင်မေးကြရယ်။အလုံးမှာပဲဖြစ်စီအင်းဒီကျောင်းလျှောက်တာမှာပဲဖြစ်စီ scholarship လျှောက်တာမှာပဲဖြစ်စီအဲ့လိုမျိုး tell me about yourself ကိုအရင်မေးရမှာ or introduce yourself to me ဆိုတော့ဒီ question ကနားထောင်လိုက်လို့ရှိရင်တော့လွယ်လွယ်လေးပဲကွာ simple ဖြစ်တယ်။ဒါပေမဲ့အဲ့ဟာကိုတွားပြီးတော့ဟိုကိုအရင်ကတော့မင်းရဲ့ myself ကြီးကို my name is Kutu Kutu ဟိုကိုအဖေအမေအကြောင်းတပြောမယ်အသက်ဘယ်လောက်လဲဆိုတာတပြောမယ်ပြီးရင်ဟိုဘာသနာဘာတွေပါပါလဲဆိုတာတပြောမယ်ဆိုလို့ဘယ်သူမှအဖက်မလုပ်ဘူးကွာဘယ်သူမှလည်း interview မှာအဲ့အရင်မျိုးပြီးတော့မသိချင်ဘူး။ဆိုတော့အဲ့လိုတွားချော်ရဆိုလို့ရှိရင် ကိုနဲ့အလုံးနဲ့ပတ်သက်တဲ့ experience တွေပါအဲ့လိုမျိုးတစ်ခါတင်သွားလိုက်ပေါ့နော်ကိုကြောင့်ဒါတွေကအမ် YouTube မှာတခြား YouTube blog တွေမှာလည်းသူတို့ form ပေးထားလို့ရှိတယ်လို့ ChatGPT ရောအလိုမျိုး AI တွေမှာလည်းကိုကြောင့်စာစီထားလို့ရတယ်ပါကြောက်ရှောက်နေဆိုလို့ရှိရင်လည်းတစ်ခါရဲအဲ့လိုမျိုး ဒီကြောင်းနဲ့ပတ်သက်တဲ့ကို့အကြောင်းပဥ္မာထားပါတယ်ဒီကြောင်းပြီးတော့ပြီဆိုလို့ရှိရင်ဘာလုပ်ချင်လို့ဒီကြောင်းဒီကြောင်းကိုရှောက်တာပါအရှင်တော်ကလည်းဘာတွေလုပ်ဖို့ပါလဲပေါ့နော်သူကဒီဘယ်လိုမျိုးလဲ CV form လို့မှာနှုတ်တိုက်တဲ့ form လို့ ਨੇ ဒါပေမဲ့အဲ့လိုမျိုးစာချက်ထားတယ်လို့လည်းမဖြစ်ရဘူး comfortable ဖြစ်ဖြစ်လည်းပြောရမယ်ပေါ့နော် hey tell me about yourself to introduce yourself to အဲ့လိုပုံစံမျိုးဖြစ်တာအဲ့လိုဖြစ်တဲ့ခါကျတော့အဲ့လိုမျိုးကိုယ့်ရဲ့ personal ကိုမေးရမဟုတ်ဖြစ်နေတယ် the rules and rules of Bill Biama. I have that tell you about yourself. prepare the drive. On the chat at the interview, we'll pin an interview type on the DBO my comment questions. The MIA scholarship my solution of the Paisi delays or the new. why do you apply for this scholarship? Why does the scholarship go shout that? Why do you apply for this job position? Why do you go shout that? You know, not have a meeting or Why do you think we should give you this position or this scholarship this scholarship တော့ဟိုဒီအလောက်ကိုဘာလို့နေကိုခန့်တင်နေလို့မထင်တာလဲကျွန်တော်ဒီ question မှာကျွန်တော်ခုနအရှိက confidence နဲ့ impression နဲ့တွားဆိုင်ပါတယ်ကွာအဲ့လိုမျိုးကို confidence ရှိရှိငါကဒီလိုမျိုးလုပ်ပေးနိုင်တယ်ငါရဲ့ ability ငါရဲ့အရင်ချိန်မှာအရှုံးနေပေါ့တော့အဲ့ကြောင့်မျိုးနေလို့ငါ့ကိုခန့်တင်နေခန့်ကိုခန့်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောမှာ သူကအော်ဒီကြောက်ကခုံးမိတဲ့ရှိရယ်သူပါပြောနေလဲဆိုတော့သူတိရယ်ဆိုတော့ဘာလို့သူအလုံးခံနိုင်လို့ရှိရင်ရုပ်ချီရလောက်တယ်ဆိုရယ် impression မျိုး idea မျိုး interview မျိုးရဲ့သူစီကိုရသွားစေအဲ့တော့မှအဲဒီ interview ကိုအောင်လို့ chance ကပုံများသွားရပေါ့နော်ကျွန်တော်ဟိုအဲ့လိုမျိုးမင်းအချိန်မှာတော်ပြီးတော့ကိုညီကိုခန့်ရှင်လဲခန့်မှာမခန့်ရှင်လဲမခန့်ပါလေဒီဟာရလို့ရှင်လဲအရန်ပြုံးမှာပါဆိုပြီးတော့ quick ဖြစ်ပြလိုက်လို့ဆိုလို့ရှင်ရ ဒါတာမန်ကြီးပဲကွာဘာမှမထူးစဲအဲ့တော့ခန့်နေခန့်မခန့်ရှင်နေဖြစ်နေမှာမခန့်တော့ဘူးဆိုပြီးပဲထားလိုက်ကြမှာကျတော့အဲ့လိုမျိုးမေးဖို့လာရင်ဆိုလို့ရှိရင် confidence ရှိရှိ powerful ဖြစ်ဖြစ်နေနေလုံးကောင်ခန့်ကိုခန့်ရမယ်ဆိုပုံစံမျိုးနဲ့ပြောရမယ်အဲ့လိုဂျူလီယာကအပြင်မှာစကားပြောရင်းလာနည်းနည်း soft ဖြစ်တဲ့ဘက်သူပါတော့အဲ့ဒါပေမဲ့အဲ့လို interview ဖြစ်ရခြင်းကဆိုလို့ရှိရင်ကျတော့နည်းနည်း powerful ဖြစ်တယ်ကွာကိုယ်ကို confidence ရှိတော့ငါဒီလိုလုပ်ပေးနိုင်တယ်အဲ့လိုလုံးကောင်ခန့်ကိုခန့်ရမယ်ဆိုတော့အဲ့လိုပုံစံမျိုးနဲ့ပြောရဆိုတော့ဟို တခါမှအင်တာဗျူးကြဘူးရဲ့ဆိုတော့သူကမရှိသေးဘူးပေါ့နော်။ဒီဖြည့်ဦးသမ ्या ရဲ့မှာတော့အကုန်လုံးတော့အောက်သွားတယ်အင်တာဗျူးတွေအကုန်လုံးတော့အမ်အဲ့ဒါဆန်နံပါတ်၄ချက်ပေါ့နော်။ Listen carefully and stay engaged. ဒါကြောင့်အမ်တစ်ဖက်ကအင်တာဗျူးနေတဲ့သူအပေါ်မှာပေါ့နော်။ respect ရှိကြောင်းပြရတဲ့ခုပြီးတော့ဒီသူပြောတဲ့အောက်တိချာနားထောင်နေပါတယ်ဆိုရဟာကတခုပေါ့နော်အဲ့လိုမျိုး ကိုတစ်ဖက်သူ interview မင်းရဲ့သူနောက်တစ်ခါတော့ repeat လုပ်ပေးပါလို့ပြောလိုက်တာတော့ဘာမှတော့ပြဿနာမရှိဘူးဒါကိုကမကြားလို့ရှင်တော့ပြင်မရမှာပဲဒီဟိုရှမ်းဖြေဖို့မမရဘူးအဲ့ဒါပြဿနာမရှိဘူးမဟုတ်ဘူးတစ်ခါရေးတခြားလေးနားထောင်လိုက်တာပို့ပြီးတော့ကောင်းတယ်ဘာလို့လဲဆိုတော့တချို့တော့အရင်စိတ်လှုပ်ရှားပြီး interviewer မင်းရတာတခုသူတို့ကအစပိုင်းတော့ဒီပဲကြားပြီးတော့ဖြေရှင်းတာတခုဖြစ်တော့ဒီ question နဲ့ answer နဲ့မကိုက်တော့ရခါမှာကိုယ် impression နဲ့ကြားရဲ့ အင်တာဗျူးလောကလေလိုချင်တဲ့အဖြစ်မရရလိုက်မှာမဟုတ်ဘူးကျတော့ဘာမှမထူဘူးကျတော့အဲ့လိုမျိုးအင်တာဗျူးလောမီရဲ့ဟာဒေတာလေးနားထောင်ရမယ်ဒီတကယ်လို့ကမရှင်းဘူးဆိုလို့ရှိရင်အဲ့လိုမျိုးတစ်ချက်ပေါ့နော်ပြန်ပြီးတော့ performance ကိုပြန်ပြီးတော့မီးရဲ့ဆိုလို့ရှိရင်အင်တာဗျူးလောရဲ့ဘာမှမဖြစ်ဘူးကွာတကယ်နှစ်ခေါက်လောက်ပြန်ပြောပြလိုက်ရသူတို့ကဘာမှမဖြစ်ဘူးဒီချာနာဟောင်းမယ်ဒီချာနာဟောင်းလို့မချားလိုက်ဘူးတမို့ကွာနားမလည်လိုက်ဘူးဆိုလို့ရှိရင်ပြန်ပြီးလို့ကြရပြီးတော့ ်နောက်တစ်ချက်ကကျတော့နောက်တစ်ချက်ဆိုတော့အထက်ဒီ job ပြောလိုက်တာပေါ့နော်အဲ့ဒါကျတော့ know what you're saying ကကိုဘာပြောနေလဲဆိုတာကိုတိမလို့လို့ပဲအဲ့လိုကိုအရှိမပြောခဲ့ဟာရင်းနဲ့ပြန်ပြီးတော့ link change နိုင်တယ်ဆိုလို့ရှိရင်အကောင်းဆုံးပဲဒီ interview ဖြစ်လာတဲ့တစ်ချောင်းတစ်ချောင်းမှာပေါ့နော်ငါငါ experience ကတူတူရှိရင်ငါဒီလိုလုပ်ပေးနိုင်တယ်အဲ့ဒါကြောင့်မို့လို့ဆိုပြီးအရှိမပြောခဲ့ဟာရင်းနဲ့ link လုပ်ပေးလိုက်တယ်ဆိုလို့ရှိရင်ကိုဟာကိုဖြင်းရဲ့ဟာကိုကိုပတ်မှန်နေနိုင်တည်ရဲ့ကိုအเจ้าကိုတည်ရဲ့ဆိုရဲ impression မျိုးတက်တယ် ကျွန်တော် interviewer အနေနဲ့လည်းအော်ဒီ job ကမဆိုးဘူးသူပြောနေတာသူဟာသူတည်ရယ်ရှောက်ပြောနေတာမဟုတ်ဘူးသူပြောစာချက်လာတာမဟုတ်ဘူးဆိုရင်အားမျိုးလေး interviewer စီမှာတည်သွားတဲ့အခါကျတော့ဒီကိုယ်အထင်ကြီးသွားစီရယ်ပေါ့နော်အဲ့လိုဘာလို့လဲဆိုတော့အဲ့လိုတစ်ခါတစ်ချို့ major ရှိတယ်သူတို့ဖြည်တာဖြည်နေတာပေါ့သူတို့ဘာပြောလိုက်လဲလဲသူတို့မမှတ်မိဘူးပြီးတော့အဲ့လိုမျိုး ပြောရှင်ရတယ်ပြောဖြစ်ရှင်ရတယ်ဖြေခဲ့အမျိုးကြီးရှိရပေါ့နော်အဲဒါလဲဆိုင်လောက်ရှာလို့ဘယ်ဖြစ်တာများကြပါလဲဘယ်လိုလဲဖြစ်ဖြစ်ဒီအင်တာဗျူးမှာဆိုတော့ကျွန်တော်အင်တာဗျူးဆိုတာတစ်ခေါက်ပဲရရအခွင့်အရေးပေါ့အစာမေးပွဲလိုမျိုးပဲဆိုတော့ဟိုကရရအခွင့်အရေးအသေးချာလေးဟန်ဆောင်လုပ်ပြီးတော့ဒီချာလေးဖြင်းလိုက်တော့အကောင်းဆုံးပေါ့ဆိုတော့အမ်ဒါအကုန်လုံးကဂျူလီယာ၃မိနစ် tips လေးပါဂျူလီယာကအမြဲတမ်း မနေ့ကအင်တာဗျူးဖြေမယ်ဆိုလို့ရှိရင်ဒီနေ့ညတော့နည်းနည်း comment questions လေးကြည့်သွားရဲကိုနဲ့မရင်းနေ question ဆိုလို့ရှိရင်အဲ့လို AI နဲ့ YouTube ပြုတ်တောင်းပြီးတော့နည်းနည်းလေးကြည့်သွားရဲပေါ့နော်တချို့ high script ထုတ်ပြီးတော့ practice လုပ်သွားပါရဲကိုလိုကြီးအသေးအတန်ရင်းငါအင်တာဗျူးဖြေရမယ်ငါအင်တာဗျူးဖြေရမယ်ဆိုပြီးတော့အဲ့လိုစိတ်လုံရှားပြီးတော့လည်းဖြစ်နေရမဟုတ်ဘူးဒါပေမဲ့ပြင်ဆင်သွားရဲအဲ့လို prepare ဖြစ်ပြီးသားလည်းဖြစ်အောင်အဲ့လိုမျိုးပြင်သွားပါရဲ ကျွန်တော်ကိုခုနောက်ဆုံးကျရဖြစ်ထားတဲ့ဟာနှစ်ခုဆိုရင် scholarship and student council နှစ်ခုလောက်ပေါ့နော်အဲ့နှစ်ခုလောက်မှာဆိုလို့ရှိရင်လွတ်မလပ်ရရ student council interview ဖြစ်ရင်ကကျူရလျှောက်ထားတဲ့ position ကျူရမေ့သွားသူက position ငါးခုရှိရပါငါးခုရှိအောင်ကျူရလျှောက်ထားတဲ့ position မေ့သွားမေ့ရောသူကမေ့ရဘာ position လျှောက်ထားအလေးမေ့ရောအဲ့မှာတိုင်ဖို့ပါပါကိုဟောက်ကိုလျှောက်ထားတဲ့ဟာမေ့သွားဘယ်လိုပြောရမလဲလို့တည်ဆိုတော့ ဒီကမေ့သွားတယ်ဆိုတော့မေ့သွားတယ်လို့ပဲပြောလိုက်တယ်အဲ့မှာနည်းနည်းလေး impression ကျသွားပြီမဲ့နောက်ပိုင်း interview က carry on ဆက်လုပ်သွားတဲ့ခါကျတော့အဲ့လိုမျိုးနောက်ပိုင်းမှာအဲ့ဟောပြန်ပြောအဖတ်စေချင်တယ်သူကအဲ့တော့ပြောရင်ပြောရင်းနဲ့ဟောငါလို့တကယ်အမှန်တမ်းပြောလို့ဆိုလို့ရှိရင်တော့ဒီ position အကုန်လုံးကို handle လုပ်နိုင်တယ်ပေါ့နော်အဲ့ဒါမျိုးအဲ့ကြောင့်လို့မိသွားပါဆိုလို့ပြောလိုက်တော့နည်းပြန်ပြီးတော့တက်သွားတာကွာပြန်ပြီးတော့ interview မှာလည်းပြန်ပြီးတော့ carry ပြန်လုပ်လို့ရပါတယ်ဆိုတော့ um diarrhea, don't wait to see sharing the video. But this is the end of the vlog. Thanks for watching till the end. Don't forget to subscribe and see you in the next video. Bye!